။မိုင်မောင်း၃နောင်ရှိတဲ့နန္ဒကကြီးကြောင့်မဟာပထဝီမြေကြီးလောက်တာဖြစ်ကြောင့်မိုင်းဖုံးစရာတော်ဘုရားကြီးမိန်ကြား။ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။ဘုံတော်ကိုကြီးမားလာပြီးဗုဒ္ဓဘာသာဝင်ပြည်သူတွေလေးစားကိုးကွယ်နေရတဲ့မိုင်းဖုံးစရာတော်ဘုရားကြီးအားဆိုရင်ငလျင်ပေးကြီးနဲ့ပတ်သက်ပြီးအခုလိုပဲမိန်ကြားလာခဲ့ပါရယ်။မိုင်းဖုံးစရာတော်ဘုရားကြီးရဲ့မိန်ကြားချက်အရဆိုရင်တော့ပြီးခဲ့တဲ့28ရက်ကကြုံတွေ့ခဲ့ရတဲ့မြင်ကလေးဘေးကြီးကအင်မတန်ကြီးမားတဲ့နန္ဒကားကြီးကြောင့်ဖြစ်တယ်လို့ဆိုပါရယ်။ အဆိုပါနန္ဒကားကြီးအားဆိုရင်မဟာပထဝီမြေကြီးရဲ့မှာပေါ်အောင်နေတာဖြစ်ပြီးရာဇဝင်တွေထဲကကြားခဲ့ဘူးတလို့မျိုးအပြင်မှာအမှန်တကယ်တည်ရှိနေတဲ့နန္ဒကားကြီးပဲဖြစ်ပါတယ်။နန္ဒကားကြီးအားဆိုရင်မိုင်မောင်း၃၀၀ထီတောင်မှရှည်လျားတဲ့အတွက်ဘလောက်ထိကြီးမားတယ်လဲဆိုတာကိုခံမှန်းကြည့်လို့ရနိုင်ပါတယ်။ဒီလောက်ကြီးမားပြီးမြေကြီးရဲ့မှာပေါ်အောင်နေတဲ့နန္ဒကားကြီးအားဆိုရင်နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာမြေကြီးထဲမှာနေရတာညောင်းညပြီးတစ်ဖက်ကိုလှဲလိုက်တာဖြစ်ပါတယ်။ဒီလိုမျိုးနဂါကြီးတစ်ဖက်ကိုလှဲလိုက်တဲ့အချိန်မှာပဲ မဟာပထဝီမြေကြီးကလှုပ်ခတ်သွားတာဖြစ်ပြီးငလျင်ဘီဆိုတဲ့အရာကြီးပေါ်ပေါက်လာခဲ့တာဖြစ်ကြောင်းဆရာတော်ကြီးကမိန်ကြားခဲ့ပါတယ်။အင်မတန်ကြီးမားပြီးမြေကြီးထဲမှာခိုးအောင်နေခဲ့တဲ့မိုင်မောင်းသုံးအောင်ရှိလျားတဲ့နဂါကြီးကြောင့်မြန်မာနိုင်ငံရဲ့အလဲဘိုဟိုကျောင်းတခြားလုံးငလျင်ဘီဆိုတဲ့အရာကြီးပေါ်ပေါက်သွားခဲ့ရတာပါ။နဂါကြီးတစ်ဖက်ကိုလှန်လိုက်တဲ့အချိန်မဟာပထဝီမြေကြီးလှုပ်ခတ်သွားတာဖြစ်ကြောင်းဇီယာရောဖျားကြီးကတော့အခုလိုမျိုးပဲဟောပြောမိန်ကြားလာခဲ့တာဖြစ်ပါတယ်။ ဆရာတော်ဖျားကြီးအနေနဲ့လည်းနတ်တွေရဲ့ပင်ဖိမှုတွေကြောင့်ပြည်သူတွေကိုကဲတင်ဖို့အတွက်ခီးစဉ်ကြီးကိုလည်းစတင်နေခဲ့ပါပြီ။ရန်ကုန်မြို့အပါအဝင်တခြားသောမြို့နယ်တွေမှာလှည့်လည်ပြီးတော့တရားရင်အေးတိုက်ကြွေးပြီးကျွတ်လွရာပုံပွားရောက်ရှိအောင်ဆရာတော်ကြီးရဲ့ဖုံးရံအရှိန်ဝါးရီနဲ့အကူအညီပေးနေကြတာပါ။ကူညီပေးနေရင်ကနေနောက်ကောင်းနတ်မြတ်တွေရဲ့ပြောကြားချက်တွေကြောင့်အခုလိုမျိုးငလျင်ပေးကြီးကြုံတွေ့ကြရတာကအင်မတန်ကြီးမားတဲ့နဂါကြီးတစ်ဖက်ကိုလှန်လိုက်လို့ဖြစ်ကြောင်းသိရှိသွားကြတာဖြစ်ပါတယ်။ ။ဒီအကြောင်းကိုတော့ဆရာတော်ဘုရားကြီးကငလျင်တန်တဲ့ဒေသတွေအတွက်မြေတာပူကိုကြီးထောက်ပံ့ခြင်းအနုခီးစဉ်ဆိုတဲ့ခေါင်းစဉ်နဲ့ရန်ကုန်မြို့ကိုရောက်ရှိနေချိန်တရားဝဲတစ်ခုမှဟောပြောခဲ့တာပဲဖြစ်ပါတယ်။ဆရာတော်ကြီးရဲ့နှုတ်ကနေအခုလိုဟောပြောလာခဲ့တဲ့အခါမှာတော့ယုံကြည်ကြသူတွေလည်းများပြားသလိုမယုံကြည်ကြသူတွေလည်းရှိလာခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်ကတော့ဘူမိဗေဒပညာရှင်တဦးဟာဆိုရင်လည်းဆရာတော်ကြီးရဲ့ဟောပြောချက်တွေကတင့်တော်မှုမရှိကြောင်းပြန်လည်ပြောလာခဲ့ပါတယ်။ အခုကတဘာဝဘီယန်နီရဲ့ဖြစ်တာနဲ့အညီပြည့်၍ကြောကြီးကမြေကြီးတဘာဝအတိုင်းလှုပ်ခတ်တာ ဖြစ်တာကိုနဂါကြီးလှန်လို့လှုပ်တာဆိုပြီးပြောတဲ့ဇဂါရီယာဆိုရင်အရန်ကိုအနေရဲ့ကြီးပါတယ်လို့ဘူမိဗေဒပညာရှင်ကပြောလာခဲ့ပါတယ်။ဒီလိုတဘာဝဘီယန်နီရေဆိုတာကကြိုတင်ခံမှန်းထားလို့လည်းမရပဲပေါ့ပေါ့တဏ္ဍသဘောချလို့ရတဲ့အရာတခုလည်းမဟုတ်ပါဘူး။ဒါကြောင့်ဆရာတော်ဖျားကြီးအနေနဲ့ဒီလိုဟောပြောတဲ့အပေါ်မှာဘူမိဗေဒပညာရှင်အပါအဝင်တချို့သောသူတွေကတော့ တဘောမတူနိုင်အောင်ဖြစ်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းမိုင်းဖုံးစီရတော့ဘုရားကြီးကဆိုရင်လည်းတော်တော်လေးကိုဖုံးတကိုကြီးမသူဖြစ်ပြီးပြည်သူတွေကိုကဲတင်ဆောင်ရှောက်နေသူတယောက်ဖြစ်တာကြောင့်မဟုတ်မမှန်မဲနဲ့တော့ဟောပြောဖို့မရပါဘူး။ဒါကြောင့်တဘာဝဘေးအန္တရာယ်နဲ့ဆရာတော်ကြီးရဲ့ဟောပြောချက်တွေကြားထဲမှာဝေခွဲမရအောင်ဖြစ်နေကြရပါတယ်။